ထိကောင်ဒါမဲ့ရိုက်တဲ့အချိန်မှာကိုနေဝင်းနဲ့ရိုက်တဲ့အချိန်မှာထိသွားတာရှိရယ်ကန်ကောင်းလို့ပေါ့အရင်မထိသွားအဲ့လိုမျိုးနည်းနည်းလေးတော့ထိသွားတာမျိုးရှိကြာကောင်လိုက်လေခေါ်လို့နေပါလို့လမ်းပေးရခွေဝဲစားလို့အောင်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူးတန်းစားမလုံးဝမအောင်တန်းသားလို့အဲ့လိုအောင်တန်းသားလို့ပြောတာနဲ့ပြောတဲ့လူကိုစိတ်ထဲကနေတစ်ခါတည်းတပ်ပလိုက်တာ ိုးရိုက်ရတဲ့ခံချရတဲ့ခံနေဆိုတာရှောင်းနေလွတ်တယ်ဆိုတာရှားရလေတကယ်ဟိုတရုပ်ဆောင်တွေအချိန်မှာလက်ကကိုယ့်ရဲ့အချိန်မထိနိုင်တဲ့အရာလေးရှိရဲ့အဲ့တော့နည်းနည်းပပတော့ရှက်ထိခဲ့ဒါပေမဲ့ကြီးကြီးမားမားတော့ဘာမှမဖြစ်ဘူးအားတော့မပါတော့ဘူးအားတော့မပါဘူးနည်းနည်းပါတော့ဘူးခင်ဗျာညီမလေးရလားအဆင်ပြေရလားအားကိုရရရတယ်ပေါ့မင်္ဂလာပါရှင်ဒီဇလန်းထဲမှာဆိုအစုံစင်းနေအဓိကတော့မြန်မာမယ် ်ဆုံးနေနေနေလဲဆုံးနေရတယ်ဆုံးနေတယ်အဲကြောင့်မဆုံးနေနေဖြစ်နေကြတော့ဟုတ်ကဲ့ဒါလေးနဲ့ပြရမှာအဟိုဒီဖြစ်နေဆိုတော့ဇလန်ဘဲထဲမှာအရင်အရင်လိမ့်မှာရဲ့ပြတိုက်တာတတဲ့သာသမီလေးတွေအနေနဲ့တွေ့ရမယ်ပြီးတော့အရင်ဟိုလိမ့်မှာရင်းစေးအဲ့လိုအဲ့လိုပုံစံလေးနဲ့တွေ့ရမှာပေါ့နော်မမြင်ဘူးတဲ့ character မျိုးနဲ့နေရမှာအရင် character နဲ့ဖြတ်တူတော့ပေါ့ လေးတလေးတော့ကွဲတော့ကွဲမယ်နော်။ဟုတ်တူရဆိုဆိုင်ကအတူနည်းနည်းရောက်နည်းနည်းရောက်ကွဲတော့ပြင်ခါးရန်နည်းလေးကွဲပါမယ်။နည်းနည်းလေးတော့ဒါအော်ဒါပထမဦးဆုံးဆရာဝိုင်းနဲ့ပထမဦးဆုံးစုံတဲ့ကားလေးအဲ့စုံတဲ့အချိန်မှာအရန်ကြောက်တယ်မီတင်ပထမဦးဆုံးနေ့ကလေးကြောက်တယ်ဆောင်းဘာလို့ကြောက်တာလဲဆိုတော့မမေးနဲ့အရန်ကြောက်တာအရန်ကြောက်တော့ကိုကပြီးတော့အတားကြီးနေနဲ့ကိုနေဝင်းတို့မချူလေးတို့တပင်းပင်းတလက်လက်ပြောရတဲ့ဟာလေးရှိတယ်ရှိတော့ကိုကခလေးဟိုဘယ်လိုပြောမလဲ ြင်မှာကျတော့ respect ထားရတယ်အမတွေကအဲ့လိုမျိုးပြန်ပြောတဲ့ခါကျကိုကအဲ့စိတ်လေးပါတယ်လေးစားသမှုလေးပါတဲ့အချိန်မှာအဲ့ဒါတွေကိုဖျောက်ပေးရတယ်ပြောစရာဝိုင်းဒီလိုလိုချင်တယ်ဒီလိုလိုချင်တယ်သမီးဆိုပြီးတော့တင်ပေးတဲ့အချိန်မှာမျက်လုံးအကြည့်ကစားတရုပ်ဆောင်တဲ့ handbag ကစား dialogue flow ကစားအကုန်ပြောင်းပြီးတော့ဩတရုပ်ဆောင်ထားတယ်ပြီးတော့ဩကဒီမှာဘာဖြစ်လဲဆိုတော့ကို့မျက်လုံးကိုအားနေချက်လို့ထင်တယ်အားနေချက်ဆိုဘာလဲဆိုကိုကမျက်လုံးမေးရတယ်မှာပါတယ်လေသူများရင်နဲ့မတူမျက်လုံးမေးတော့ခါကျတော့ ဟိုငါးမျက်လုံးကငါတယောက်ဆောင်ပေါ်ပါမလားအဲ့လိုစိတ်မျိုးရှိရရှိတဲ့အချိန်မှာဆရာဝိုင်းနဲ့တွေ့တဲ့အချိန်မှာနင်းမျက်လုံးကလိုချင်တဲ့ပုံပြောင်းလို့ရတယ်နင်းလိုချင်တဲ့ပုံလုပ်လို့ရတယ်ဒါကမျက်လုံးကအဓိကမဟုတ်ဘူးနင်းမျက်လုံးကအကုန်လုပ်လို့ရတယ်နော်ဆိုပြီးတော့ပြောတဲ့အချိန်မှာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ် အခုဒီအချိန်မှာကွာအရင်တော့ဆိုငါမျက်လုံးကမေးနေရငါမျက်ရည်ခွဲလိုက်ရင်ကောင်းမလားမျက်လုံးပူပေါ်တော့မှတရုတ်ဆောင်တာပူလုံးလို့ကောင်းမလားဆိုတဲ့စိတ်မျိုးအော်စိတ်ထဲမှာရှိရဲ့ဒါပေမဲ့ဆီယာဝိုင်းနဲ့တွေ့ရတဲ့အချိန်မှာဒါတွေကမဟုတ်ဘူးတရုတ်ဆောင်တာအဓိကဒီကိုတကယ်တကွာရင်နဲ့ခံစားချက်ကနေတကယ်တရုတ်ဆောင်နိုင်လို့ရှိရင်မျက်လုံးမှလည်းပေါ်လာမယ်ကိုယ့်ရဲ့တရုတ်ဆောင်မှုတွေကလည်းပုံပြီးကောင်းလာမယ်ဆိုတဲ့ဟာမျိုးဆီယာဝိုင်းနဲ့တွေ့ရတဲ့အချိန်မှာအော်တိလာတယ်တိလာတဲ့အချိန်မှာမျက်လုံးကခွဲရမခွဲရသည်ဒါဟိုအရေးကြီးတဲ့အချက်မဟုတ်တရုတ်ဆောင်ကောင်းမှုကအဓိကအချက်ပြီးတော့ ဟိုအုံးမျက်လုံးကိုလိုတလိုပုံလှုပ်လို့ရတယ်ဆိုတော့အချိန်အားစပြီးကိုကိုကိုဂျုံတိမှုပို့ရှိသွားတယ်ကိုရဲ့အားနေချက်ကအာသာချက်ဖြစ်သွားတယ်တကယ်တော့မထိအောင်ဒါမဲ့ရိုက်တဲ့အချိန်မှာကိုနေဝင်းနဲ့ရိုက်တဲ့အချိန်မှာထိသွားရှိရယ်ကန်ကောင်းလို့ပေါ့အရင်မထိတော့အဲ့လိုမျိုးနည်းနည်းလေးတော့ထိသွားတော့ရှိရယ်အဲ့လိုမျိုးရိုက်ရတဲ့ခံချရတဲ့ခံနေဆိုတာရှောင်းနေလွတ်တယ်ဆိုတော့ရှားရယ်လေတကယ်ဟိုတရုပ်ဆောင်နေတဲ့အချိန်မှာလက်ကကိုရဲ့အချိန်မထိနိုင်တဲ့အရာလေးရှိရယ်အဲ့တော့နည်းနည်းပပတော့ရှက်ထိခဲ့ဒါမဲ့ជីជីမမတော့ဘာမှမဖြစ်ဘူးအားတော့မပါခဲ့ဘူးပေါ့အားတော့မပါခဲ့ဘူးဘယ်နည်းနဲ့ပါကြောက် နဲ့ညီမလေးရလားဆင်မရလားအာကိုရရရတယ်ပေါ့ဟုတ်လားခွေကြီးအကောင်လာလေခေါ်တော့နေပါလို့လမ်းဘေးကခွေဝဲစားလို့အောင်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူးတန်းစားမလုံးဝမအောင်တန်းစားလို့အဲ့လိုအောင်တန်းစားလို့ပြောတာ ਨੇ ပြောတဲ့လူကိုစိတ်ထဲကနေတခါတည်းတပ်ပလိုက်တာဒီကဆရာဝန်းနဲ့ဆုံတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဆရာဒီကကိုမတီတဲ့အရာတွေကိုအများကြီးသင်ပေးရယ်ပြီးတော့ကိုမှားနေတဲ့အရာတွေကိုထောက်ပြရယ်ပြီးတော့ကိုအဓိကကျွန်တော်ကအားနေချက်ဖြစ်တဲ့ကျွန်တော်ရဲ့အတန်ဖလိုးတွေကိုအများဆုံးတက်နေလို့ပြင်ပြီးတော့ ဒီကားထဲမှာအသက်နဲ့ဆိုကျွန်တော်ဟိုပက်ကန်ပြီးသွားပါတယ်ကျွန်တော်က3ရက်ကစုံစင်းနေအများကြီးစင်းနေစင်းနေကတော့တော်တော်ဆုံးတော့စင်းနေတယ်။လက်တွေ့ဘက်မှာတော့ emotional ကိုနောက်ပိုင်းတော့အတက်ရတစ်ခုရလာတဲ့အချိန်မှာနည်းနည်းပေါ်ထိန်းလိုက်နိုင်ထိန်းလာနိုင်တယ်လို့ခံစားရတယ်။အမှငယ်နေတဲ့အချိန်မှာကျွန်တော်တို့ကမထိန်းနိုင်ခဲ့ဘူး emotional အတက်ငယ်ရလဲပါမယ် emotional နောက်ကိုအရန်လိုက်သွားကြတယ်။အတခုဆိုရင်ကျွန်တော်စိတ်ကံစားကြနောက်ကိုလိုက်တော့အမားတွေများတယ်။အဲနောက်ပိုင်းတော့တဖြည်းဖြည်းလူတွေကအတက်ရရနိုင်တော့တဖြည်းဖြည်းထိန်းလာနိုင်တယ်လို့ feeling ဆိုရဲရွှေစကားကြီးကို feeling အပြည့်နဲ့ကြည့်ရမှာပါရင်ထဲကိုအရောက်အဲတရုတ်ဆောင်တွေရဲ့ item တွေရောပြီးတော့ခါကြတော့ driver ရဲ့တင် जा မှုတွေရောပြီးတော့အကုန်လုံးရဲ့ပြည့်ဝရဲ့ပုံတော့အရာတွေနဲ့သူရင်ထဲကိုရောက်မှာပါအဲ့တော့လာကြည့်ဖို့အတွက် over ဖိတ်ခေါ်ပါတယ်ဒါလေးလေးကတော့ဟုတ်ကဲ့ပါဒီ feeling ဆိုရဲရုပ်ချိန်ကြီးဘောပီပြင်းနေတယ်ပရိသတ်တွေအားလုံးပြင်းအပြည့်ရရှိမဲ့ဂါပရိသတ်တွေစိုက်နစ်တတ်မဲ့ကံတွေချိန် ကျွန်တော်ဒီကားထဲမှာကိုနေဝင်းတို့မချွေးလေးတို့ဆိုရင်တကယ်ကိုနေမကောင်းဖြစ်ပြီးတော့သူတို့အရန်ကိုအားဆိုင်ပြီးတော့သူတို့တကယ်ကိုပင်မန်းပြီးတော့တကယ်ကိုနေမကောင်းမဲ့နော်စေယုံစေစေယုံတော့တက်လိုက်တက်လိုက်ရပြီးတော့တကယ်ကိုမချွေးလေးဆိုတော့အတန်းနေနာပြီးတကယ်ကိုအားဆိုင်အပြည့်ဆိုင်တာတဲ့ပြင်ကျွန်တော်မြို့ကအမှုပညာမြို့ကမောင်မရဲ့အားလုံးရဆရာမိုင်းတို့ရောအကုန်လုံးအားလုံးပတ်ပေါင်းစွာနဲ့အားလုံးအားဆိုင်တာရဲ့ feelings ကားလေးကိုဒါရောက်ကြည့်ရှုအားပေးပါအောင်လို့ပြောချင်ပါတယ်